အားလုံးပဲမင်္ဂလာပါဒီနေ့ကတော့မတ်ချလ28ရက်သတင်းမီဒီယာတွေမှာဖော်ပြထားတဲ့အကြောင်းအရာတွေထက်ကပထမဆုံးကျွန်တော်တင်ပြချင်တဲ့အကြောင်းအရာကတော့မာလာမာလာဟာဆိုလို့ရှိရင်ထိုင်းနိုင်ငံမှာကျင်းပတဲ့နော်ထိုင်းနိုင်ငံမှာကျင်းပတဲ့ BIMSTEC အစည်းအဝေးကိုနေပြီးတော့သူသွားပြီးတော့တက်တယ်နော်တက်တယ်ဆိုတော့အဲ့ဒီမှာသွားတက်တဲ့ခါကျတော့အဲ့ဒီမှာမြန်မာနိုင်ငံရဲ့တကယ့်စစ်တပ်မှာအထူးလျင်ပြန်နော် Focal 70ဆိုတာရှိတယ်နော်80 Focal ခုနှစ်ဆယ်ပေါ့နော်အဲ့ဒီခုနှစ်ဆယ်နဲ့အဲ့ဒီအထူးလျင်ပြင်နေနေပြီးတော့ဒီဘန်ကောက်မြို့ကိုနော်အဲ့ဒီမှာတက်တယ်ဆိုတဲ့ဟာကိုတွေ့ရတယ်ဆိုတော့မအလာဟာဆိုလို့ရှင်နော်2008ကိုကာကွယ်ပဲစစ်ကိုဆက်ပြီးတော့တိုက်မယ်အမျိုးသားနိုင်ငံရေးကိုဆက်လုပ်မယ်ဆိုပြီးတော့မအလာဟာဆိုလို့ရှင်တရားဝင်ထုတ်ဖော်ကြေညာတယ်ဆိုတဲ့ဟာကိုလေကျွန်တော်တို့တွေ့ရတယ်အဲ့ဒီပြရတော့သူက2008ကိုတော့ဘယ်တော့မှဖျက်သိမ်းမှာမဟုတ်ဘူး ဒီ NCA တွေဘလောက်ပဲလက်မှတ်ထိုးပြီးတော့ဒီနေ့ပြည်တော်မှာနော်အဲ့ဒီမှာဒီညင်းချမ်းရဲ့စကားဝိုင်းတွေဘလောက်ပဲဆွေးနွေးဆွေးနွေးနော်အဓိကအချက်တော့ဘာလဲဆိုလို့ရှိရင်နော်အနာကလုံးဝတွေးပေးမှာမဟုတ်ဘူးပြီးလို့ရှိရင်2008ဥပဒေကိုဘယ်တော့မှဖြစ်စီမှာမဟုတ်ဘူးစစ်တပ်နိုင်ငံရေးကဘယ်တော့မှဖေမှာမဟုတ်ဘူးအဲ့ဒီအချက်၃ချက်ကိုလွှဲရအကုန်လုံးသူတို့လုပ်နိုင်တယ်နော်နံပါတ်၁က2008ကိုဖြစ်စီဖို့ပြောလာရင်သူတို့နဲ့ရန်သူပဲ နံပါတ်2ကတော့အာဏာလွှဲဖို့သူတို့ကိုပြောလို့ရှိရင်ဒါလည်းသူတို့ရန်သူပဲနံပါတ်3ကတော့စစ်တပ်ဟာဆိုလို့ရှိရင်တော့ဒီနိုင်ငံရေးကထွက်ရမယ်လို့ပြောလို့ရှိရင်အဲ့ဒီလူတွေနဲ့သူတို့ကရန်သူပဲဆိုတော့အဲ့ဒီ3ခုကိုဘယ်တော့မှနိုင်ငံရေးလုပ်တဲ့လူတွေအခုနောက်ကဒီပြည်သူ့ပါတီတို့ ာဒေါက်တာအေးမောင်တို့ဘာတို့ဘလောက်ပဲစ조사စ조사နော်စ조사စ조사အဲ့ဒီသုံးချက်ကိုပဲတော့မှရမှာမဟုတ်ဘူးနော်တခြားဟာတွေတော့လုံးလုံးရရမယ်အဲ့ဒီတခုတော့သူတို့ပဲတော့မှလုံးလုံးရမှာမဟုတ်ဘူးဆိုတော့ဒီနေ့ပြပြတတ်တာနော်မလာကနေပြီးတော့ကျညာထလာကိုတွေ့ရတယ်2008ဖွဲ့စည်းပုံကိုကာဝယ်မယ်နော်စစ်ကိုတိုက်မယ်တရားတော်စစ်သူပြောတာတရားတော်စစ်ကိုတိုက်မှာနော် ဆိုတော့သူပြောတဲ့စကားတရားတော်စစ်အတိတ်ပြောတော့တခြားလူတွေကတော့တရားတော်စစ်ကိုတိုက်တော့မဟုတ်ဘူးသူတို့ပဲတရားတော်စစ်ကိုတိုက်တာဆိုတဲ့ပုံစံမျိုးကိုတော့ဒီနေ့ဒီလန်ပြောတာကိုတွေ့ရတယ်နောက်တစ်ခုကမင်းကလေးအကြောင်းဖြစ်တယ်ဆိုတော့မင်းကလေးဟာဆိုလို့ရှိရင်တော့မြန်မာနိုင်ငံကိုရိုက်ခတ်တဲ့မန္တလေးမြို့ကိုဗဟိုပြုပြီးတော့အဲ့ဒီမှာတိုက်ခိုက်တယ်တချို့မီဒီယာတွေမှာဖော်ပြထားတာကတော့ no 7.7 writers gain it လောက်တယ်လို့ပြောတယ် ဆိုတော့တချို့မီဒီယာမှာကြတော့8.2နော် writer scan နဲ့နေပြီးတော့လှုပ်တယ်လို့ပြောတယ်။ဒါပေမဲ့သတင်းမီဒီယာအများစုမှာဖော်ပြတာကတော့7.7 writer scan နဲ့လှုပ်တယ်ဆိုတော့မန္တလေးစကိုင်းတောင်ဖက်18 km အကွာနေပြီးတော့လှုပ်တာဖြစ်တယ်။ဆိုတော့ခုလောလောဆယ်သေးပျောက်တွေအများကြီးအများကြီးထဲမှာမှအခုဘနဦးရရှိထားတဲ့စင်းရရဆိုလို့ရှိရင်တော့တေဆုံးတဲ့လူဟာဆိုလို့ရှိရင်တရနဲ့၄၀နဲ့၄ယောက်ရှိတယ် ဒဏ်ရာရရှိတဲ့လူဦးရေဟာဆိုလို့ရှိရင်တော့1464ဦးရှိတယ်။အဆောက်အဦတွေမှာအများကြီးပိတ်မိနေတဲ့ဒါတွေရှိတယ်။ခုလောလောဆယ်ရဲ့ဒီပြူးချက်အရာဒေဆုံးတဲ့လူက144ဦး။ဒဏ်ရာရရှိတဲ့လူက1464ဦးဆိုတဲ့ဟာကိုကျွန်တော်တို့လောဆယ်ရဒီပြူးထားတာတွေ့ရတယ်။ဆိုတော့နောက်ဆက်တွဲလူတွေအများကြီးသိအောင်မယ်။ ဆိုတော့မြန်မာနိုင်ငံမှာတော့တဘောဘေးဒဏ်တွေကြားလိုက်ရေဘေးဒဏ်ခုနကမင်းကလေးเนาะဘေးဒဏ်တွေကိုကျွန်တော်တို့ကြားရောက်တာတော့တွေ့ရတယ်7.7ဆိုတာတော်တော်ကိုအင်အားကြီးတယ်ဆိုတော့အဲ့ဒီမှာအဆောက်အဦတွေကတော့အကုန်လုံးမြေခတ်သွားတယ်တချို့နေရာတွေမှာဆိုလို့ရှိရင်တော့ရွာလုံးပြာချသွားတယ်เนาะနောက်တစ်ခုကဒီတက်ကုန်းတော့เนาะနေပြည်တော်တက်ကုန်းမှာဆိုလို့ရှိရင်တော့စင်တီရေလေးစေကျိုးသွားတယ်เนาะ ချိုးနေတဲ့ခါကျတော့အဲ့ဒီကနေပြီးတော့ရေတွေဟာဆိုလို့ရှိရင်သူတို့ဖောက်ချတယ်နော်အဲ့ဒီကနေပြီးတော့ဖောက်ချတယ်ဖောက်ချတဲ့ခါကျတော့ဒီအောက်ဖက်မှာလူတွေဟာဆိုလို့ရှိရင်အန်ဒီတော်တော်ရှိနိုင်တယ်ဆိုတဲ့ဟာကိုလေတတိပိတ်ချက်ကိုတွေ့ရမှာဖြစ်တယ်နောက်တစ်ခုကဒီမန္တလေးတန်လျက်မော်ရဲ့အနောက်ဖက်ရက်ွက်တော့ခိုလုံးကိုလုံး နီးလောက်ပြကြသွားတယ်။လင်းလင်းလှုပ်တယ်လှုပ်ပြီးတဲ့အခါကျတော့အဲ့ဒီမှာလျက်စစ်တွေကျိုးတွေကမောက်ကမောက်တွေဖြစ်ပြီးတော့အဲ့ဒီမှာထပ်ပြီးတော့မီးလောင်တယ်။မီးလောင်တဲ့အခါကျတော့အဲ့ဒီရက်ွက်တစ်ခုလုံးဟာဆိုလို့ရှိရင်ပြကြသွားတယ်ဆိုတဲ့တင်းကိုလေဒီနေ့တွေ့ရတယ်။နောက်တစ်ခုကမန္တလေးလေးစိတ်ရဲ့တဒေါဦးလေးစိတ်ရဲ့ဒင်ပြတော်လေးစိတ်ဒီလေးစိတ်တွေမှာဆိုလို့ရှိရင်လေပြေးလန်းတော့ဆိုလို့ရှိရင်အကုန်လုံးပြစီကုံနဲ့ပြစုံကုံရဲ့ခါကျတော့အခုယာယီပိတ်ထားနေတယ်เนาะအခုမန္တလေးတဒေါဦးနေပြီးတော့ အဲ့ဒီလေစိတ်တွေအားလုံးမှာဆိုလို့ရှိရင်ယာယီရက်စစ်ထားတဲ့ဆိုတဲ့ဟာကိုတတိယမီဒီယာမှာတွေ့ရတယ်နောက်တစ်ခုကနေပြည်တော်မှာနိုင်ငံခြားရေးဝန်ကြီးတို့အလုပ်သမားရေးဝန်ကြီးတို့အဲ့ဒီနေရာတွေမှာပြိုကျတယ်เนาะပြိုကျတဲ့အခါကျတော့အဲ့ဒီမှာအသေးပြောက်တော့လေအများကြီးရှိတယ်နောက်တစ်ခုကနေပြည်တော်เนาะနေပြည်တော်လေချောင်းထင်းသိမ်းရဲ့တာဝါနိုင်ပြိုကျသွားတယ်အဲ့ဒီမှာဝန်ထမ်းအလုံးနော်အဲ့ဒီမှာမသားဖြစ်သွားတယ်ဆိုတဲ့ဟာကိုကျွန်တော်တို့တွေ့ရတယ်ဆိုတော့အဲ့ဒါကနေပြီးတော့လေကျောင်းထင်းသိမ်းရဲ့တာဝါတိုင်းကျိုးချသွားတယ် ချိုးချတော့တဲ့ခါကျတော့အဲ့ဒီမှာအဲ့ဒီလေဝန်ထမ်းတွေပေါ့အဲ့ဒီလေရံပြန်တွေအတက်အစင်းတွေကိုအကုန်လုံးချင်းချုပ်တဲ့တာဝန်ယူရတဲ့အဲ့ဒီအလုပ်သမားတွေဝန်ထမ်းတွေအားလုံးတေးဆုံးသွားတယ်ဆိုတဲ့ဟာကိုတော့ဒီနေ့တွေ့ရတယ်ဆိုတော့လေကတော့ပို့ပြီးတော့ထိတာပို့ပြီးတော့ကောင်းနိုင်မယ်เนาะအတိကအပြင်စစ်တပ်လေရင်ကိုထင်းချုပ်တဲ့เนาะအဲ့ဒီအလုပ်သမားတွေအဲ့လိုမျိုးဖြစ်သွားတယ်ဆိုရင်တော့เนาะတော်တော်ကိုတည်ငောင်းလို့ပြောရမှာပဲเนาะဒီလူတွေတေးတာကိုပြီးတော့ဝန်သာတာဆိုလို့ရှိရင်ဝန်သာ အာရဖြစ်ရတဲ့အရာမျိုးတော့မဟုတ်ဘူးဒါပေမဲ့ဒီလေချောင်းတိုက်ခိုက်မှုကြောင့်ပြည်သူလူထုတွေအရဆိုလို့ရှိရင်တော်တော်ကိုအသေးပြောင်များတဲ့တော်တော်ကိုဒုက္ခပေးတဲ့လေချောင်းဖြစ်နေတယ်နော်ခရီးသေးသွားလာတဲ့နေရာတွေမှာဝန်ထမ်းတွေကတော့သူတို့ကတော့နော်တကယ်ဒီဟာထက်မှမပါတဲ့ခါကျတော့သူတို့တွေ့တော့မဆလိုပါဘူးဒါပေမဲ့ဒီစစ်တပ်တွေတုံးတဲ့လေရန်ပြင်းတွေအတက်အစင်းကိုထင်းချုပ်ထားတဲ့လေရန်ပြင်းဝန်ထမ်းတွေနော်အဲ့ဒီဘုံတွေကိုချိတ်ဆွဲပြီးတော့ပေါင်100ပေါင်900 ောင်းတထောင်စသည်ဖြင့်ဒီဟာတွေကိုအလုံးလုံးတဲ့လူတွေအလုံးအဲ့ဒီမင်းကလေးနဲ့အကလုံးဆုံးသွားတယ်ဆိုရင်တော့တော်တော်ကိုနော်တည်င်းကောင်းလေးဖြစ်လိမ့်မယ်ဆိုတော့အခုနေပြတော့လေးချောင်းထင်းထင်းရဲ့ တော်ဝနိုင်တို့ချသွားတယ်ဆိုတော့အဲ့ဒီမှာဝန်ထမ်းအားလုံးသိဆုံးသွားတယ်ဆိုတဲ့ဟာကိုတော့တွေ့ရတယ်။နောက်တစ်ခုကဒီစကိုင်းတိုင်းစကိုင်းတဒါဟောင်းပေါ့နော်စကိုင်းတဒါဟောင်းချိုးပြတ်တဲ့ဟာဗီဒီယိုဖိုင်တွေရလဲအများကြီးအများကြီးကျွန်တော်တို့တက်လာတယ်ဆိုတော့အဲ့ဒီဗီဒီယိုဖိုင်အားလုံးကိုစူးစိပြီးတော့ဒီအပေါ်ကကျွန်တော်တို့တင်ထားပေးမယ်နော်ဆိုတော့အဲ့ဒီမှာသွားပြီးကြည့်လို့ရတယ်ဆိုတော့အဲ့ဒီနေပြီးတော့မှတကယ့်စီယုံချုပ်နော်စီယုံချုပ်ကလည်းနေပြီးတော့ယုံချုပ်ပြိုကျတယ်ပြိုကျတဲ့ခါကျတော့အဲ့ဒီမှာထွက်ပြေးကြတဲ့ဗီယုံသုံးကားပဲနော်ဗီယုံသုံးကားပဲအဲ့ဒီဗီဒီယိုဖိုင်ကလည်း ဒီ video file တွေအများကြီးထဲမှာเนาะဒီပြူကြပြည့်စည်သွားတဲ့ video file တွေအများကြီးထဲမှာမှဒီ video file ကတော့လူတွေစိတ်ဝင်စားအမြင့်ဆုံးဖြစ်လိမ့်မယ်လို့ကျွန်တော်ယူဆတယ်ဆိုတော့အဲ့ဒီ video file ကလည်းကျွန်တော်တို့တချို့လူတွေကလည်းတွေ့မယ်တချို့လူတွေကတော့တွေ့မှာမဟုတ်ဘူးဘာဖြစ်ဆိုတော့အခုပြူကြပြည့်စည်တဲ့မိငလျင် video file မှာဆိုလို့ရှိရင် blue ပြအောင်เนาะလူမှုကရပ်ပေါ်မှာเนาะအကုန်တက်တာအကုန်တက်တာဆိုတော့အဲ့ဒီဟာတွေကတော့အများကြီးထဲမှာမှဒီ video file ကတော့เนาะထွက်ပြေးတာเนาะထွက်ပြေးတာကြီးကြီးပဲ အဲ့ဒီမှာဆိုတော့အဲ့ဒီနေပြီးတော့ရုံချုပ်ပြိုချတဲ့ဟာကိုလည်းကျွန်တော်တို့ဗီဒီယိုဖိုင်ကိုကျွန်တော်တင်ထားပေးမယ်အဲ့ဒီမှာချိလို့ရတယ်ဗီဒီယိုဟူသည်အဲ့ဒီမှာကျွန်တော်ရနိုင်သမျှဆူ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 ပြီးတော့ကျွန်တော်အဲ့ဒီမှာအကုန်လုံးဒီ channel မှာပဲ ကျွန်တော်တင်ထားပေးမယ်ဆိုတော့ဒီမှာသွားပြီးတော့ကျွန်တော်တို့ခြေလို့ရတယ်ဆိုတော့နောက်တစ်ခုကဘန်ကောက်နောက်ဘန်ကောက်မှာလည်းအဲ့ဒီမှာမြန်မာပြည်သားတွေအများဆုံးเนาะအများဆုံးအလုပ်လုပ်တဲ့အဲ့ဒီဆောက်လုပ်ရေးနေမျိုးစင်တစ်ခုပေါ့အဲ့ဒီမှာမိုးမျောတိုက်တစ်ခုပြိုကျသွားတယ်เนาะအဲ့ဒီမှာဆိုလို့ရှိရင်လူ၃ယောက်သေးတယ်အဲ့ဒီမှာ၈၀နဲ့၁ယောက်ကအထက်မပိတ်မိနေတယ်เนาะပိတ်မိနေတယ်ဆိုတဲ့ဟာကိုဒီနေ့ ကတိမီဒီယာနဲ့မှာတွေ့ရတယ်နောက်တစ်ခုကနော်နေပြီးတော့ကတိတထောင်ကတိတထောင်စိမ့်သွားလဲအဲ့ဒီမှာဖြူချသွားတယ်ဆိုတော့အဲ့ဒီမှာလူတွေအားဆိုလို့ရှိရင်တော်တော်ကိုထိခိုက်တန်ရန်ရရှိတဲ့လူတွေရှိတယ်မန္တလေးတို့ပါတော့ဆိုလို့ရှိရင်လဲနော်တကယ်အထက်မှာမဝင်ရဲဖို့လူနာတွေအားဆိုလို့ရှိရင်ပြေးကြပြီးတော့ဗာမဆာမင်းကလေးနောက်ဆက်တွဲနော်ဆက်တဲ့ချိန်တော်မှလှုပ်ပြီးပြီနော်အခုဒီမင်းကလေး လှုပ်ပြီးတဲ့နောက်ပိုင်းမှာစစ်နှစ်ကြိမ်ငပီတာဖြစ်တယ်ဆိုတော့နောက်ဆက်တွဲမင်္ဂလာရတွေလည်းဆက်ပြီးတော့လှုပ်เสียရှိတယ်အဲ့ဒါကြောင့်เนาะအဲ့ဒီဆောက်ဦးထဲမှာလည်းကျွန်တော်တို့ဝင်ရဲကြဖို့เนาะဝင်ရဲကြဖို့ဆိုတော့အခုနေပြည်တော်ကလင်းထောင်စိတ်ဝမ်းလည်းပြူချသွားတယ်ဆိုတဲ့ဟာကိုတွေ့ရတယ်နောက်တစ်ခုကเนาะတနိုင်ငံလုံးကိုချိတ်ဆက်အသုံးပြုတဲ့အသုံးပြုတဲ့မြေအောက် cyber line ပြတ်တော့သွားတယ်အဲ့ဒါကနေပြီတော့မှာเนาะနေပြီတော့မှာနေမအလားတော့အဆုံးပြူတဲ့တတိုင်းပြေလုံးเนาะတတိုင်းပြေလုံးကိုနေပြီတော့ဆက်တွေ့တဲ့ ချိတ်ဆက်တဲ့မြေအောက် cyber line ပြတ်တော့သွားတယ်ဆိုတဲ့ဟာကိုလေကျွန်တော်တို့တွေ့ရတယ်ဆိုတော့ဒီနေ့မင်္ဂလရင်ရဲ့နောက်တစ်ကက်အနည်းချက်ကတော့အလုံးတော့အဲ့ဒီဟာကိုစူးစိပြီးတော့ကျွန်တော်တင်ပြပြတာဖြစ်တဲ့အဲ့ဒီဟာသတင်းမီဒီယာတိုင်းမှာနောက်သတင်းမီဒီယာတစ်ခုတည်းမှာဖော်ပြထားတာမဟုတ်ဘူးအဲ့ဒီဟာကိုအလုံးစူးစိပြီးတော့ဒီနေ့ရက်ထဲမှာเนาะအခုဖော်ပြထားတာဖြစ်တဲ့ဆိုတဲ့ဟာကိုတော့ဒီနေ့သတင်းမီဒီယာလောကမှာတော့နော်ဒီဘာအကြောင်းအရာမှကျွန်တော်တို့မတွေ့ရတော့ဘူးเนาะအဲ့ဒီမြင်ကလေးထုတ်တဲ့ကိစ္စပဲနော်ဗီဒီယိုဖိုင်ပဲအဲ့ဒီဗီဒီယိုဖိုင်တွေဒီမြင်ကလေးရဲ့သတင်းဟာ ဆိုလို့ရှိရင်တင်းခန္ဓာတစ်ခုလုံးကျွန်တော်တို့ဒီလူမှုကွန်ရက်တစ်ခုလုံးကိုထင်းချုပ်ထားတဲ့တင်းတစ်ခုအနေနဲ့ကျွန်တော်တို့တွေ့ရမှာဖြစ်တယ်။နောက်တစ်ခုကနော်ဒီ AOD တိုင်းအင်ကပူမှာဆိုလို့ရှိရင်တော့ဒီခွင်းကောက်မျိုးနေတို့ဒီချက်ပေါင်ကုန်းရွာမှာဆိုလို့ရှိရင်အကြီးကြီးအေးရဲ့ပူပေါင်းကိုဖွေတယ်နဲ့ဒီမာလာဟာဆိုလို့ရှိရင်မာလာတက်ဖွေတယ်ဆိုလို့ရှိရင်ကြီးကြီးအဲ့ဒီမှာတက်ဖွေတယ်ဖြစ်တယ်ဖြစ်တဲ့ခါကျတော့အဲ့ဒီမှာဆစ်ဆောင်ရတာပေါ့ဒီတက်ဖွေဖြစ်လာပြီဆိုလို့ရှိရင်တော့ထုံးစံတက်ပဲပြည်သူလူထုတွေကတော်တော်ပြေးရလောရ ငါအဲ့လိုမျိုးလုပ်ရတယ်နော်အတိပြတော့နော်ဆိုတော့အဲ့ဒါမှာစေရှောင်းပထောင်ချောပြေးနေရတယ်ဆိုတဲ့ဟာကိုလည်းကျွန်တော်တို့တွေ့ရတယ်နောက်တစ်ခုကရေးတဝေးအမှတ်၈ပြထောင်စုလမ်းမပေါ်မှာနော်အရသာအသွင်နဲ့နေပြီးတော့ဒီ line ကစီးလာတယ်နော် line ကစီးလာရဲ့အဲ့ဒါကနော်ခလရ၁တညာ၃ယာယီတိုင်ရင်မှုဘုံမှုသိမ့်ထိုက်ဆိုတဲ့လူကနေပြီးတော့အရဲ့အဝုန်းနဲ့ဝုတ်တယ်ဝုတ်ပြီးမှနေပြီးတော့အဲ့ဒီ line ကိုဖြတ်တယ်အတိတ်ကတော့ line ကစီးတယ်သူရဲ့ တကယ် uniform နဲ့သွားရတာမဟုတ်ဘူးလူအဝတ်နဲ့နော်လူအဝတ်အစားနဲ့အကုန်လုံးအဲ့ဒီမှာတက်လာတယ်နော်တက်လာပြီးတော့လန်ကာစီးတယ်အဲ့ဒီမှာစီးတဲ့ဟာကိုနေပြီးတော့ဒီတော်လိုင်းရောက်ဖွဲ့တယ်ကအချက်လက်တွေအကုန်လုံးရတယ်သူကိုဖမ်းတယ်ဖမ်းတဲ့အခါကျတော့အဲ့ဒီမှာဒီယာယီတိုင်ရင်မုံဖြစ်နေတယ်နော်ခလာရတစ်သူညသုံးရယာယီယာယီတိုင်ရင်မုံဖြစ်နေတယ်ပုံမူတင်းထိုက်နော်တင်းထိုက်ကိုနေပြီးတော့အရှင်ဖမ်းမိတယ်ဆိုတဲ့ဟာကိုကျွန်တော်တို့တွေ့ရတယ်ဆိုတော့လန်ကာပေါ်မှာစီးတာတောင်းမှအရင်ကလိုတကိတ် ဒီတိုင်ယမုံတို့တိုင်ယမုံတို့ဆိုတာကဆောင်းကြောဆောင်းကြောနဲ့သူတို့ရဲ့ရာထုတွေအပွင့်တွေအခဲတွေနဲ့เนาะလူတို့ရှေ့မှာကြေ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 ာလောက်တဲ့လူကအခုလိုင်းကာစီတာတော်မှာအဲ့ဒီ uniform တွေကိုသူတို့မိုးရဲတော့เนาะမိုးရဲတော့လူရဲ့အဝတ်ကိုဝတ်တယ်အရတဝတ်ကိုဝတ်တယ်เนาะဝတ်ပြီးစီတာတော်မှာเนาะဖန်ခံရတယ်ဆိုတဲ့ဟာကိုတော့ဒီနေ့တတိမီဒီယာတွေမှာဖော်ပြထားတာကိုတွေ့မှာဖြစ်တယ်ဆိုတော့ဒီနေ့ match လ28ရက်နေ့မှာတတိမီဒီယာတွေမှာဖော်ပြထားတဲ့အကြောင်းအရာတွေကတော့ဒီလောက်ပဲဆိုတော့နောက်နေ့မှာပြန်ဆုံကြရအောင်ဟုတ်က subscribe ကိုနှိပ် 他老公那边家那边，知道不？